တအိမ်ထဲမှာရှိတဲ့အကျိအကြောင်းနိုင်ငံသားကနေမြန်မာနိုင်ငံကိုပြန်လာကစိတ်ယုံတက်ခရရတဲ့ဆိုမျက်နှာဆိုမျက်နှာကတော့အမှုပညာလုပ်တွေရနာထားခဲ့တာကြပါပြီအမှုပညာလုပ်တွေရနာကစိုးသူနဲ့တူမိသားစုဘဝကိုဖျက်ဆီးနေကြတာပါတားဖြစ်သူမြတ်တော်မောင်ကနိုင်ငံသားမှာကြောင်းတက်နေတာကြောင့်ဆိုမျက်နှာကနိုင်ငံသားမှာလိုက်နေကြတာကြပါပြီ နိုင်ငံသားမဆိုသူရင်တားနေတူနေထိုင်ရင်းကနေတကြံမှာမြန်မာနိုင်ငံကိုပြန်လာခဲ့တာပါမြန်မာနိုင်ငံကိုရောက်တဲ့အချိန်မှာတော့ရုတ်တရက်ဆေးရုံတက်လိုက်ရတာကြောင့်ပြိတ္တတရားဆွေးနေခဲ့တာပါဆိုပြန်နနာကလည်းဆေးရုံတက်နေတဲ့ပုံလေးကိုဒါချပြထားတာမို့ဘာများဖြစ်လာလဲဆိုပြီးဆွေးခဲ့ကြတာပါဆိုမြင့်နနာကဆေးရုံတက်ရတဲ့အကြောင်းရင်းကိုချက်ချက်လေးမပြောပြခဲ့ပါဘူးပြီးခဲ့တဲ့ရက်မှသာဆေးရုံတက်ခဲ့ရတဲ့ဘလော်လေးကိုရိုက်ပြကချပြလာခဲ့တာဖြစ်ပါသည်ဆိုမြင့်နနာကတအိမ်မှာစိတ်တွေတွေ့တာကြောင့်ဆေးရုံတက်ခဲ့ရပါသည် တိန်ထဲမှာကြေးရှိနေကြတာကအခုမှမဟုတ်ဘဲနဲ့အရင်ကတည်းကရှိနေကြတာပါအခြေကားတစ်ပြေးပြေးချင်းကြီးလာကြတာဖြစ်တဲ့အတွက်ခွဲဖို့အတွက်ဆုံးဖြတ်ခဲ့ရတာပါတိန်ထဲကကြေးတစ်ခုကတော်လေးကောင်မှကြီးလာခဲ့ကအခြားကြိတ်သေးလေး၃ခုလောက်ထိရှိနေကြတာဖြစ်ပါတယ်ဒါကြောင့်မလို့လေမခွဲမဖြစ်တော့တဲ့အခြေအနေနဲ့စိုးမျက်နှာဟာစိတ်ယုံတက်ကခွဲလိုက်ရှာတာပါ တကယ်တော့နိုင်ငံသားမှာခွင့်ရပိုစီပြနိုင်ပေမယ့်စိုးမျက်နှာကမြန်မာလူမျိုးချင်းချင်းဖြတ်တဲ့မြန်မာနိုင်ငံကဆရာဝန်တွေကိုသာစိတ်ချတာပါ။ဒါကြောင့်မလို့လေမြန်မာနိုင်ငံကိုပြန်လာကခွဲတာပါ။စိုးမျက်နှာကသူစိတ်ချယုံကြည်တဲ့ဆရာဝန်စီမှာပဲခွဲခဲ့တာပါ။ခွဲခွဲဝင်ရမယ့်အချိန်မှာအမှန်တကယ်ကိုကြောက်နေကြတာပါ။ဒါပြင်မခွဲခင်မှာကလေးကစုံမျက်နှာကအားနေတဲ့ယောဂါတွေကိုခန်းစားနေကြရတာပါ။တူရနေတာကြောင့်မခွဲခင်မှာလိုအပ်တာတွေလည်းတွင်ကြရပါရီ။စုံမျက်နှာကတအိမ်ထဲမှာအချားအကျိတ်တွေပါထပ်ပြီးတော့ကြီးလာမှလည်းစိုးရိမ်နေကြတာပါ။ဒါပေမဲ့ခွဲတာကအောင်မြင်သွားက ခဲ့တယ်လို့ထင်ထားသလောက်လည်းမနာနိုင်ခဲ့ပါဘူး။အမျိုးသမီးတွေဒီမတားလာရင်ကြိုက်ခဲသလောက်သာအနာကတစ်ချိန်လုံးအိပ်ပျော်နေကြတာဖြစ်ပါရည်။အခုလက်ရှိမှာတော့စုမျက်နှာကစေယုံကလည်းဆင်းရပြီဖြစ်တယ်လို့တက်တာလို့နေပါပြီ။စုမျက်နှာကစေယုံကဆင်းဆင်းချင်းမှအမားရီလည်းမစားရပဲအရှိရတာတောက်ခါအားရှိအောင်ပြန်ကြိုးစားခဲ့ပါရည်။စုမျက်နှာကအဲကြောက်တာကြောင့်စေယုံတက်နေရတဲ့ဒေါ်တွင်းမှာကြောက်နေခဲ့ပေမဲ့ဘေးမှာချစ်ရသူရှိလို့မလို့စိတ်တရားရခဲ့ပါရည်။စုသူကလိုအပ်တာမှန်သမျှဂယူဆိုင်ပေးတယ်လို့စေယုံမှလည်းတစ်ချိန်လုံးလိုက်ဆောက်ပေးနေကြတာဖြစ်တဲ့အတွင်းအဆအဆအရာ အဆင်ပြေခဲ့ကြောင်းဆိုဗီယက်နနာကရင်ဖွင့်ထားပါတယ်။ဆိုသူကဘေးနာကနေမငြင်းမညူနဲ့ဂယူးဆိုင်ပေးတာကြောင့်ဆိုဗီယက်နနာအတွက်စိတ်သက်သာအားရခဲ့တာပါ။ဆိုဗီယက်နနာကပထမဆုံးအင်အားပြုခဲ့တဲ့အချိန်မှာသဘောထားမတိုက်ဆိုင်တာမလို့စိတ်ညစ်စရာတွေရှိခဲ့ပါတယ်။ဒါပေမဲ့ဒုတိယမြောက်ရွေးချယ်လိုက်တဲ့ဆိုသူနဲ့အင်အားရေးကတော့သူမအတွေ့စိတ်ညစ်စရာတွေကွာဝေးစေခဲ့ပါတယ်။ဆိုသူကမျက်တော်မှာပေါ်မှာလေဖခင်တယောက်လိုတာဝန်ကြီးကဆောက်ရှောက်ပေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့လက်ရှိမှာတော့ဆိုဗီယက်နနာအတွက်ပြည်ပြည်စုံတဲ့မိသားစုဘဝလေးကိုရရှိလို့နေပါပြီ။အခုလောမကျမ်းမာတဲ့ ချိန်မှာလက်တွဲပေါ်ဖြစ်တဲ့စိုးသူဟာသူမရဲ့အားပေးပေါ်ဖြစ်လာခဲ့တာကြောင့်မှစေယုံတက်ခဲ့ရတဲ့စိုးမျက်နှာပေါ်မှာပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြောခဲ့ပေးပါအောင်ရှင်။အဆုံးထိကြိုဆိုအားပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဆယ်လီလင်းနုပညာရှင်တွေနဲ့တူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီလိုလောင်းတွေပဲနှုတ်ဆက်ခဲ့ကြပါတယ်။အာဘိနာစင်ကဲကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းလည်းကိုယ်စိတ်နှလုံးရှင်လန်းချမ်းမြေ့ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်ဆောင်ပါလိုက်ပါစေနော်။